ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာနှင်းတာပဲဖြစ်ပါတယ်။သုံးလပိုင်းတစ်လတာအင်္ဂါသမီးများအတွက်အထူးဟောဆရာနဲ့ရေရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အင်္ဂါသမီးများတွေနဲ့ဒီလမှာအမှုခင်းကြုံတွေ့ရတာမျိုးယုံကနာတွေကိုရောက်ရတာမျိုးနော်တရားဆွဆုခံရတာမျိုးအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတာမျိုးဖြစ်ပေါ်လာတဲ့ပါတယ်အကယ်၍ကိုကမဖြစ်ပေါ်လာဘူးဆိုရင်တော့မကိုကအဲ့ဒီအမှုခင်းဖြစ်တဲ့သူတွေနဲ့ ဒီပတ်သက်ရတာမျိုးကိုကကြံရပါဖြစ်တာမျိုးကိုကအန်ဒီအဲ့ထက်မှာဝင်ရောက်ပြီးတော့မှဒီဘောနော်ဒီပတ်သက်မိတာမျိုးကြုံရတဲ့ရှိပါတယ်အဲကြောင့်ဒီလာထဲမှာအမှုခေကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းတော့တတိထားပါအမှုဖြစ်နိုင်မဲ့ကိစ္စမှန်များအလုံးဒီလာမှာရှောင်ကျင်ဖို့ကျွန်တော်အနေနဲ့ဒီအကြံပေးလိုပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုထိတ်ကုန်းမှာထားပြီးပြောရချင်းကြောင်းနေရကကြတော့ဒီလာမှာဒီအဖြစ်များတတ်တာကိုတွေ့ရလို့ပါ နောက်တစ်ခုကျတော့ဗာလဲဆိုတော့ဒီလမှာပေါ့နော်ခင်ဗျားတို့လုံနေတဲ့အကိုင်းနေတဲ့ကိစ္စမှန်မှန်အားလုံးဒီဒီလမှာလုံးစရာရှိရာတွေကိုဖြောက်ဖြောက်စိတ်လေးအေးအေးလေးထားပြီးလုံးစရာရှိရာတွေလုံးကိုလွယ်ပါတယ်စေအေးထားပြီးမလုံဘူးဆိုရင်တော့အကုန်လုံးကဒီကစိုးကြောင်တွေနဲ့ ်ဖြေရနံပါတ်1ရေးနောက်က3 4 5လိုမျိုးဖြစ်ကုန်တဲ့အစားတောင်စီမရအခြေအနေမျိုးဖြစ်တော့တယ်နော်အကြောင်းမလို့စိတ်အေးလေအင်းနေနဲ့လှုပ်ရှားရှိရာကိုလှုပ်ပါစိတ်မြန်လက်မြန်လှုပ်လိုက်လို့ကောင်းသွားစရာတခုမှမရှိပါဘူးအဲ့တော့ဒီလာမှာပြောချင်တာဒီအင်္ဂါသမီးများဒီဘေယာမစိတ်မြန်လက်မြန်မလှုပ်ပါနဲ့ဘာပဲစဉ်းစားစဉ်းစားတေချာလေးစဉ်းစားပြီးတေချာလေးလှုပ်ပြီးမှဆုံးဖြတ်ပြီးတော့မှလှုပ်ပါ ဆုံးဖြတ်ချက်မမားပါစေနဲ့ရေရေတိုးစဉ်းစားလိုက်တဲ့အခါလေးအချိန်တိုးလေးစဉ်းစားလိုက်တဲ့ကိစ္စရဲ့ဒီကမိမိကိုဒီလမှာအနှောက်အယှက်ဖြစ်ပါလိမ့်မယ်မိမိကိုနောက်လနောက်လတွေမှာစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်ကိုလုပ်တတ်ပါတယ်အကြမလို့ဘာပဲလို့လို့ဘာပဲကြိုင်ကစဉ်းစားပါဆုံးဖြတ်ပါတည်တည်ချာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်စရာရှိရာကိုလုပ်ပါအဲ့ဒါမှဒီလမှာအဆင်ပြေပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဒီလမှာလုံးဝလုံးဝအဆင်ပြေတတ်ပါဘူးနောက်တစ်ခုကျတော့ပါလဲဆိုဒီလမှာပေါ့နော်ဒီမိမိက ဒီအချို့ကိစ္စရက်တွေကိုလုံမယ်ဆိုရင်ဥမာစီးပွားရေးအသစ်တော်၎င်းနောက်ဆိုနေရာအသစ်တော်၎င်းအဲ့လိုရွှေ့ပြောင်းလုပ်ရင်တော့ဒီလားပါလို့တင့်နေလို့ပြောကျွန်တော်နေနဲ့ပြောချင်တယ်အဲ့တော့နေရာအပြောင်းရွှေ့လုပ်ငန်းအပြောင်းပြောချင်တာတော့အပြောင်းရွှေ့တောင်းရွှေ့ရယ်ဆိုတဲ့နေရာမှာလဲပေါ့နော်ကိုကဗျာဒီတာမန်အချိန်ကြီးကနေပြီးတော့မှအလွန်မင်းကောင်းတဲ့အချိန်မျိုးကိုပြောင်းပါလားအဲ့ဒါဆိုကောင်းတယ် ိုကိုကအဲ့လိုမျိုးမဟုတ်ပဲနဲ့ဥမာကိုကဟိုစီးပွားတစ်ခုခုအကြောင်းမလို့ဒီတစ်ခုခုပြောင်းချပေးလိုက်ရပြီးတော့မတင်ရအောင်ပြောင်းရမယ်ဆိုရင်ဘယ်လိုနည်းလမ်းနဲ့မှမပြောင်းပါသေးနဲ့ဟိုအဲ့လိုမကောင်းတဲ့အခြေအနေမျိုးနဲ့ကိုကပြောင်းရမယ်ဆိုရင်ဒီလောက်ဒီလောက်ကိုအကြောင်းပြုပြီးတော့ဖြည်းဖြည်းနဲ့မိမိရဲ့စုပ်ယုံမှုတွေသာပို ဖြစ်လာပါလိမ့်မယ်အကြောင်းမလို့ဒီဒီလောက်မှာအဲ့လိုမျိုးအခြေအနေမရှိခဲ့ဆိုမပြောင်းပါနဲ့အကယ်ကိုကဒီလုပ်ငန်းတစ်ခုပြောင်းနေဒီအင်အားတွေမျိုးခြားအင်အားကိုပြောင်းနေဒါမှမဟုတ်ကိုယ်ကကောင်းလာဖို့အတွက်ပြောင်းနေပြဿနာမရှိဘူး ပုံမှန်ချိန်တွေကနေပြောင်းလဲပြန်တာမရှိဘူး။ဆိုးတဲ့ချိန်တွေကနေပြောင်းမှုဆိုတော့ပြန်တာရှိပါတယ်။အဲ့ဒါဆိုးတဲ့ချိန်တွေကနေဆိုတော့မပြောင်းပါသေးနဲ့။ဒီလမှာဟိုနည်းနည်းလေးပေါ့နော်။ကြိရအောင်ချိန်တွေပြအောင်နေပြီးတော့လုံးဝလေးလာပိုင်းကျော်တကြံကျော်ထိစောင့်ပြီးတော့မှပြောင်းမှရွှေပါကျွန်တော်ဒီနေ့ပြောချင်တယ်။ကောင်းတဲ့ပြောင်းလဲမှုမသိပြောင်းလဲမှုဆိုတော့ပြောင်းပါအချိန်မရွေးပါဘူး။ဒီလာထဲမှာကြိုက်တဲ့ချိန်ပြောင်းအဆင်ပြေတယ်။နော်။အဲ့ဒီချက်လေးကျွန်တော်တို့ချင်းနဲ့ပြောချင်ပါတယ်။ နောက်ပြီးတော့ဒီလာထဲမှာဒီမွေးကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဒီလာမှာဒီအများကြီးရနေပြီးတော့တာဝန်ခံတာမျိုးခုနအဖိုးကိစ္စလည်းပါတယ်ကိုကနေတော့ဂျားရဲရနေပြီးတော့မှမွေးထုတ်ချီရမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အဲ့လိုပဲမွေးချီတာကိုလည်းဂျားရနေပြီးတော့မှဒီနော်အမန်းခံလိုက်ပေးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့နော်အဲ့ဒါလေးချက်ပြောချင်တယ်မွေးကြီးကတော့ဒီလာထဲမှာအရန်လည်းမတုတ်တတ်ဘူးအရန်လည်းအစိုးရဘူးပုံမှန်အနေထားပဲအတိုင်းပဲရှိနေမယ် နော်ဒီလောက်ရရှိရတွေပဲလောက်တာဟာလာအကောင်းဆုံးပဲပေါ့နော်အခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မိမိကဂျားလူတွေနောက်ပြီးတော့ဂျားလူတွေဆိုတဲ့နေရာမှာလည်းဒီဟိုတတရလူတွေပါစရုပ်လာလူတွေပဲအဲ့လိုပေါ်တာမျိုးမဟုတ်ဘဲနဲ့ကိုတငယ်ချင်းနေမောင်နှမတောင်မင်းနေမိဘမိသားစုတွေစသဖြင့်အဲ့ဂျားတွေကြောင့်လည်းမိမိမှာမိတို့အကြည်မိမိတို့ဒီအတွဲတွေရှိမယ်နောက်တင်မရတွေရှိမယ်ဆိုရင်တော့အခက်အခဲတွေကြုံရဖို့ရှိတယ်အဲ့တော့ ဂျားစကားတွေဂျားလူတွေရဲ့စကားတွေကိုတတ်ရောက်မလိုက်ပဲနဲ့မိမိရဲ့မိမိရဲ့စိတ်ကြိုက်ပုံဖော်ပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုပုံဖော်မှုကနေပြီးတော့မိမိရဲ့ကောင်းခြင်းတွေကိုဖြစ်လာပါလိမ့်မယ်မိမိရဲ့ဒီကောင်းတဲ့တတ်ရောက်မှုတွေကိုဖြစ်လာပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်မိမိကဆိုးကျိုးတတ်ရောက်မှုတွေကိုပဲပုံများလာဖို့ပဲရှိပါတယ်အဲ့တော့ဒီနောက်တစ်ချက်ကျတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျမ်းမာရေးကကျတော့အဓိကကျွန်တော်တို့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေ နောက်ပြီးတော့ကျွန်တော်တို့ဒီနှလုံးလို့ပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့ယောဂလေးလာမှသတိထားပေးပါသွေးတိုးတာတွေသွေးအားနည်းတာလေးလည်းပါပါတယ်အဲ့လိုပဲဒီနှလုံးအောင့်တာတွေမောတာတွေနှလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်မှန်အားလုံးဒီလာမှတစ်ခါတော့သတိထားပေးပါအဲ့လိုမျိုးဖြစ်လာပြီဆိုတာ ਨੇ မပေါ့ပါနဲ့ကုသဆရာရှိတာကုသပါစေးမိဝဲတာတော့လကောက်အချိန်မီစောက်ရပြီးကျွန်တော်အနေနဲ့ပြောချင်ပါတယ် တော့ဒီလမှာပေါ့ရေရာနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာကတော့မိမာဒီကန်ဆိုးတာတွေအဆင်မပြေတာမျိုးဖြစ်လာမှာဆိုရင်တော့ဒီကျွန်တော်တို့မိမတို့ရဲ့မွေးနံတောက်ဖရားမှာသွားပြီးတော့ကျွန်တော်တို့ဒီပန်းနေပေါ့နော်ပန်းပန်းနေထုပေးတာမျိုးပန်းနေကပ်ပေးတာမျိုးမှွေးတဲ့ပန်းနေကပ်ပေးတာမျိုးတို့ပေးပါ ပြီးရခါကျမိမတို့ရဲ့အိမ်မှာပေါ့မိုဟင်းငါပေါ့နော်မိုဟင်းငါကိုမိမရဲ့အိမ်ဖရားမှာကပ်ပေးပါဒီမမီးရဲ့အိမ်ပန်ဝန်းကျင်တွေကိုလည်းမိုဟင်းကအရှိလူလေးလုပ်ပေးပါ သရုတ်ဒီဇာလေးလုပ်ပေးပါအလှူဆိုတဲ့နေရာမှာလည်းအဲ့လိုဟိုပွဲတရာပွဲနေရာမျိုးလှူရမှာမျိုးမဟုတ်ဘူးမိမိတက်နိုင်တဲ့ပေါ့နော်10ပွဲဆိုလည်း10ပွဲ20ပွဲဆိုလည်းပွဲစတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့မိုးရောင်းရောင်းတဲ့ဆိုင်ဒီမှာကဲကျွန်မပွဲ20စာလှူခဲ့ပါတယ်အဲ့တော့ပွဲ20စာစားတဲ့သူတွေအားလုံးကိုဒီဟိုအခမဲ့ကျွေးပေးလိုက်ပါဆိုတဲ့ဟာမျိုးလုပ်ပေးနေရပါတယ်ကဲအားလုံးဆိုရင်တော့အားလုံးအစီအမီချုံမိကြပါစေ။ကြားလက်ကောင်းနေရရှိကြပါစေ။စိတ်အင်ချာစေပို့ကြမှာခြင်းနဲ့ပြေစုံပါစေကျွန်တော်လည်းညံ့ဆုံးတောင်းပေးလိုက်ရပါတယ်။